ျွန်တော်ပြီးခဲ့တဲ့ဒီလအတွင်းက DB debate စီစဉ်နေမှာမျိုးသားတွေအောက်မှာထိုင်နေပြီးတော့မျိုးသီးတွေအောက်ကထိုင်နေတာနဲ့ပတ်သက်ပြီးတော့ဝေဖန်တာတွေထောက်ပြတာတွေကျွန်တော်များပြရပါမယ်မျိုးသီးတွေရဲ့နေရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြန်ကြမယ်ဒီ debate စီစဉ်ဖြစ်ပါတယ်ကျွန်တော်တောင်းလိုက်ပါခင်ဗျာ ဆောင်မှုအခမ်းအနားအတွက်မြန်မာနိုင်ငံဟာအစဉ်သင့်ဖြစ်နေပြီလားအဲ့ဒီဥဆောင်မှုအခမ်းအနားအတွက်မျိုးသမီးတွေကရောအစဉ်သင့်ဖြစ်နေပြီလားဆိုတော့ ਨੇ ပတ်သက်ပြီးတော့စင်တွေတုံသက်တင်ပြမယ် DVB debate season ဖြစ်ပါတယ်ဒီ season အတွက်ဖိတ်ခေါ်ထားတဲ့သူတွေကတော့မင်္ဂလာတော့တောင်ကျွမြို့နယ်ဒီသူတော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသိန်းဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒီပမာဏငန်းဆိုင်ရာကျောင်းသားတမကများပွဲချုပ်ကနေပြီးတော့ဒီတိုင်းရင်းသားကျောင်းသားကြီးရာတာဝန်ခံဘူနန္ဒာစစ်အောင်ဖြစ်ပါတယ်ကျနောက်တစ်ယောက်ကတော့ဒီဝိတ္တခါဒီလရှင်ကျောင်း ကားဆရာလေးကိတ္တာရဖြစ်ပါတယ်။အမျိုးသမီးတွေဦးဆောင်တဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ပြသမျှတွေတဲကမိမောင်းထူပြခြင်းတွေကိုကာတွန်းရေးဆွဲတင်ပြမှာကတော့ကာတွန်းဆရာဦးမြေသာဖြစ်ပါတယ်။တော့ဒီဦးတင်ကဒီမြို့သားဒီမိုကရေစီဖွဲ့ချုပ်လည်းဖြစ်ဖြစ်တော့နော်မြို့သားဒီမိုကရေစီဖွဲ့ချုပ်မှာရောင်ဆန်းစုကြည်ကလွဲရင်အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာမှာအလုံလောက်ရှိနေကြပြီလားဒီနေ့လက်ရှိအခြေအနေပေါ့နော်ကျမတို့အဲဝင်ရောက်ရှင်ပြိုင်တဲ့အခါမှာလည်းဟိုကြားပြတ်ရွေးကောက်ပွဲကိုဝင်ရတယ်နောက်တစ်ခါကျတော့ဟိုပြောရမယ်ဆိုလို့ရှင်တော့အမျိုးသမီးအင်အားကတော့အခြားပါတီနဲ့စားလို့ရှင်တော့ကျမတို့အင်အားများတယ်30%လောက်ရှိတယ်လို့ဟိုပြောလို့ရပါတယ်ဆိုတော့ဒါကလည်းကျမတို့အမျိုးသမီးတွေတဲ့ဆုံးဖြတ်နိုင်တဲ့နေရာရောက်ဖို့အတွက်ကိုဒါစတင်လိုက်တဲ့ခြေလှမ်းတလှမ်းလို့ကျမနေနဲ့မြင်တယ်။ဘာကြောင့်လဲဆိုတော့ အခုဆိုလို့ရှိရင်ကျမတို့ဒီတော်တော်တရားလုံးကိုကြည့်မယ်ဆိုလို့ရှိရင်အမျိုးသမီးပါဝင်နိုင်မှုအင်အားအရန်နေပါတယ်ဆိုတော့အခုကတော့ကျမတို့ဒီမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ဒီပါတီဆိုင်အနေနဲ့အမျိုးသမီးရဲ့အင်အားတော်တော်ကိုယ်စားလှယ်အင်အားတိုးချဲ့လိုက်တာကတော့ဒါအမျိုးသမီးရဲ့ပါဝင်ပတ်သက်မှုနှုံမြင့်တင်လိုက်တယ်လို့ကျမအနေနဲ့မြင်ပါတယ်ဒီပါတီထဲမှာရှိတဲ့အနေအထားတော်တော်ထဲမှာရှိတဲ့အမျိုးသမီးဦးဆောင်မှုခံခဲ့တာအနေအထားပါမကဘူးဒီအစိုးရတရက်လုံးမှာလဲမြို့သမီးတွေရဲ့ဥဆောင်မှုအနေထားအဒီ လုံလောက်ပြီလို့ထင်လားဒီမြန်မာပြည်မှာရှိနေတဲ့ဒီမျိုးသမီးဖွဲ့စည်းတွေ NGO ဖွဲ့စည်းတွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုအထံတော်တော်များများကြားနေရပါတယ်ဒါလည်းအားလုံးဟိုလည်းသိပါတယ်လွှတ်တော်ထဲမှာဆိုရင်အဲဒီမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဦးရေတကယ်ပြောမယ်ဆိုလို့ရှိရင်တော်တော်ဝန်နေပါတယ်တခြားနိုင်ငံအနေနဲ့ရှင်မယ်ဆိုရင်တော့ အာတခြားနိုင်ငံတွေမှာဆိုရင်အမျိုးသမီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရဟိုင်းလုံးဘလောက်ထိတတ်မှတ်ပြီးတော့လောက်ကင်ဆောင်ရနေတာရှိပေမဲ့ဒီမှာတော့အဲ့စနစ်ကမရှိသေးပါဘူးအဲ့လိုပဲဆုံးဖြတ်နိုင်တဲ့နေရာတွေပေါ့ဥပမာပြဝင်ကြီးတို့အဲဒူဝင်ကြီးတို့နေရာတွေမှာလည်းအမျိုးသမီးဥယျာဉ်ကအလွန်မဲ့နေပါပါတယ်ဒါတော့အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့အမျိုးသမီးရဲ့ဆုံးဖြတ်နိုင်တဲ့နေရာမှာအစိုးရဘိုင်းမှာရောလွှတ်တော်ဘိုင်းမှာရောအတော်ပဲအားနေနေတာကိုတွေ့ရပါတယ်ကိုနန္ဒဆရာဘုရားလို့ပြောတယ်ဒီမျိုးသမီးတွေရဲ့ခံကဏ္ဍဟာမျိုးသမီးတွေ ကိုမျိုးသီးတွေကိုနှိုက်ကအစင်းနဲ့မဖြစ်လို့လားဒီမြမလူဖွဲ့စည်းကအစင်းနဲ့မဖြစ်လို့လားမြမလူဖွဲ့စည်းရဲ့တရားဖြစ်တည်မှုလားဟိုတကိစ္စကျွန်တော်စဉ်းစားတဲ့နည်းဘာလို့ဒါကကျွန်တော်ပြင်ခင်မီလေလှူရှာမှုတွေနဲ့ဆိုင်နေတယ်ဆိုကျွန်တော်တို့ကိုယ်နဲ့ချိုးချက်ဖက်တာတစ်ခုနေနဲ့အေးကြီးဖက်တာကိုလည်းပါဝင်တယ်ဟိုမှာစိုက်ပျိုးရေးလူဖွဲ့စည်းမှာစိုက်ပျိုးလူဖွဲ့စည်းနဲ့သူကြီးရဲ့လူဖွဲ့စည်းပေါ်လာတာဗျာ တော့အမျိုးသမီးကအဲ့ stable လို့ဟောစီမှာမိသားစုကြီးစိတ်တွေမှာရောက်နေတာပြီးတော့တူဒီမိခိုးသူဖြစ်မရှိနေတာခုနစိုက်ပျိုးစက်မှုလို့ဟောစီခွင့်ပြုလာတဲ့အခါမှာစက်မှုမျိုးသမီးတွေကခုနဘာဖြစ်လာလဲဆိုရင်သူတို့ကစိုက်ုံတဲ့အလုပ်တမားနေလဲသွားသွားလို့ရသွားတယ်အဲ့တော့ तू ကမိသားစုနဲ့တိကျခွဲလာတဲ့အခါမှာ तू ကလွတ်လပ်မှုခက်ခန္ဓာရလာတယ်လွတ်လပ်မှုတဲ့လူတောင်းဝန်ယူတွဲရရလာတယ်ဒါကဘာလို့လဲဆိုရင်လူဟောစီဆွဲချတဲ့ချင်းတဲ့အခါမှာလူဟောစီခုနလိုက်ချင်းတာဗျာ ထိန်းတာမြင်တဲ့ခါကျတော့ဒီညီမလူဖွဲ့စီကတီးကြမှာဒီဟိုဖိနှိပ်ခံနေရလားလို့ပြောရင်ကျွန်တော်လူဖွဲ့စီကပြိပက္ခရည်နဲ့ပဒင်ရည်မှုနဲ့ခတ်တန်းခဲ့ရတယ်ဗျဒေရီစစ်နဲ့ခတ်တန်းခဲ့တာနှစ်တကြာကြီးဗျအဲ့တော့အဲ့ဒီမှာဒိုးသမီးတီလုံချုံမှုနဲ့ရှိတာဖြစ်တယ်ဗျသူတို့ဒီဒီလူဖွဲ့စီကရုံးထွက်နိုင်မှုသာသူ့ရဲ့သဘောအရအောင်မဖြစ်နိုင်ခဲ့တာဗျတော်ရဒီမီကင်အော့ဆိုဒေါ့ခစ်ဆိုတာရာဇဝင်မှာပါဗောနော်အခိုင်အမာဟုတ်ကဲ့ဟုတ်ရှိခဲ့ဟုတ်ကဲ့ဒီမှာဒီမှာမီကင်အော့ဆိုဒေါ့ခစ်ဆိုပြီးတော့လေဟုတ်ကဲ့အဲအဲ့တော့ကအခုနကအော်မီကင်အော့ဆိုဒေါ့ခစ်ဆိုတာကျွန်တော်ထင်တယ်ကျွန်တော်တို့လူဖွဲ့စီမှာငြိမ်းချမ်းမှုရှိတယ်ပြိပက္ခ သူကအနေပြီးတော့ငြိမ်းချမ်းမှုရှိတယ်ဒုံချုံမှုတော့အာမခံနိုင်တဲ့လူပဲကြီးမိခင်အိုဆိုတဲ့ခက်ကမိခင်အိုဆိုတဲ့ဖခင်အိုဆိုတာမဟုတ်ဘူးဟိုအရေးရှိချက်လို့အိုဆိုတဲ့ခက်ဖြစ်လာနိုင်တယ်မျိုးမျိုးသမီးတွေကအရင်ရှိတယ်ပေါ့ကွာကောင်းတယ်ကုလောစင်မှာကုလောစင်တော်တော်တော်မှာမျိုးသမီးနေတယ်အစိုးရကလည်းနေတယ်မျိုးသမီးနေတယ်အဲ့ဒါအရေးချင်းမရှိဘူးလို့ဆိုကြတာဟိုအရေးရှိရှိတယ်မရှိတယ်ပြဿနာတယ်ဟိုကွာလှုပ်တော်ထဲမှာဘာလို့နေမျိုးသမီးနေတာကိုပြောလဲဆိုရင်လှုပ်တော်ကဘာလဲလို့မြင်ပြီးသူကရွေးကောက်တင်နှောက်တာဖြစ်တယ် သူကကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေရွေးချယ်လိုက်တာအဲ့တော့ခေါင်းဆောင်တွေရွေးချယ်တဲ့အခါမှာခေါင်းဆောင်ဒီကျွန်တော်ယောက်ျားဖြစ်ရှင်လာမိန်းမဖြစ်ဒါဆိုရင်ကျွန်တော်တို့ကမေးတယ်အခုဒီမိန်းကုန်းကိုတိုင်ယောက်ျားနဲ့မိန်းမကိုခွဲခြားခြင်းလာဘူးခွဲခြားခံခြင်းလာကျွန်တော်မိန်းကုန်းရှိတာကျွန်တော်တို့ကမဟုတ် human လူကိုလူလို့မြင်ရင်ရှုတော့ပြောမစဲကျွန်တော်တို့ကဘာကိုရွေးချယ်လဲကျွန်တော်တို့ခေါင်းဆောင်ရွေးချယ်တာဖြစ်တယ်ယောက်ျားကိုရွေးချယ်တာမဟုတ်မိန်းမကိုရွေးချယ်တာပေါ့ဒါပေမဲ့ဗဂတိတရားရတော့ယောက်ျားနဲ့မိန်းမအထိုးကွာတို့ကနေလာဒီဟုတ်တယ်ဒါဒီကျွန်တော်လက်ရှိနိုင်ငံကြီးကဘယ်ကွာလုံးစိန်ကွာနဲ့ကိစ္စဖြစ်တယ်ကိုရနာဆက်ရောလေဒီဖတ်ဆိုတော့သဘောမတူ လေဒီဘတ်ဆိုတာကဟိုအင်အားကြီးတယ်ဆိုတော့မဟာဘူဝါဒနဲ့ဆက်သက်လာပြီမျိုးသမီးတွေကိုအဲလေစာချင်းဟာကောင်းကွန်ရောက်ကြဆိုလာတဲ့မဟာဘူတာယူဆလာလို့ကျွန်တော်လည်းပဲလက်ခံဆရာလေးကိုမေးကြတာလေဒီမြမဧလူဖွယ်စီဟာယဟန်တန်ဃာတွေနဲ့ဒီသီလရှင်တွေကိုလေစာကာရဝအညီမျှပေးတဲ့အခြေအနေရှိလားသာသနာတော်ရဲ့စီမင်းစည်းကမ်းဥတွေကိုဆရာတို့ချိုးဖောက်လို့မရဘူး။သာသနာအခုဟာဆိုတော့မြတ်စွာဘုရားသခင်လက်ထက်တုန်းကတော့ ဘိက္ခုတိယဟန်ဆိုတာရှိခဲ့တယ်။အခုတော့ဘိက္ခုတိယဟန်ကနေကွယ်ပြောက်သွားတဲ့အခါမှာအခုဆရာလေးတို့ဒီသာသနာအန္တရာယ်ဝင်ဖြစ်ပါတယ်။အဲ့တော့ဖျားဟောတဲ့အထက်မှာဖျားကုံတော်၉ပါးတရားကုံတော်၆ပါးတန်ခါကုံတော်၉ပါးဆိုတာပဲရှိပါတယ်။တရားသာသနာနဲ့ဝင်တရားရှင်တွေဖြစ်တဲ့အတွက်ယဟန်တွေလောက်ဘောနော်ဆရာလေးတို့ကဒီဂုံပုတ်ကလက်ဆော့ဖျားပြညတ်ထားတဲ့အတိုင်းဖြစ်ခဲ့တဲ့အတွက်ယူသေးတမှုနဲ့ဆရာလေးတို့ကရှင်ပြိုင်နိုင်မွင့်ပြုတ်အပ်ပါဦး။ မြန်မာပြည်လူ့ဖွဲ့စည်းရပါနော်အမျိုးသမီးတွေကတစ်ဆင့်နေအနေအထားမျိုးဒုတိယလိမ်ဒုတိယအနေအတန်းအနေအထားမျိုးတော်တော်များများတွေ့နေရတယ်ဆိုလို့ရှိရင်မက်ဖျူလည်းလက်ခံကျွန်တော်တို့တိုင်းပြည်ကနေပေါင်းများစွာ ဒီအာနာရှင်လောက်မှာနေခဲ့ရတယ်နောက်တစ်ခုကလွတ်လပ်မှုဆိုတာလည်းဒါတခြားနိုင်ငံတွေသာလွတ်လပ်သွားမယ်ကျွန်တော်တို့နိုင်ငံလွတ်လပ်မှုမရခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့အမျိုးသမီးအခွင့်အရေးကလေးအခွင့်အရေးရှိသမျှအခွင့်အရေးကျွန်တော်တို့ဘာမှမသိဘဲနဲ့နေခဲ့ရတဲ့အတိုင်းပြဖြစ်နေတယ်ဆိုတော့အဓိကအဖြစ်ကျွန်တော်တို့မြင်တာကတော့ကျွန်တော်တို့အမျိုးသမီးတွေကိုယ်တိုင်ကိုယ်နှိုက်ကိုယ်ကကျွန်တော်တို့ဘာကြီးစမ်းနေရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုပေါ့ကျွန်တော်တို့ရဲ့ကာချာကာချာအရာကတော်တော်များများရဲ့ယဉ်ထဲမှာဆွဲနေတာကအမျိုးသမီးတွေကအမျိုးသမီးအလောက်ဒီ တည်တန့်ရှိနေတယ်အဲ့ဒါဘာလဲဆိုအိမ်တွင်းကိစ္စရက်တွေပေါ့အိမ်တွင်းအိမ်တွင်းမှုလုပ်ငန်းတွေလုပ်ရမယ်အထက်ထဲမှာပဲကလေးမွေးမယ်နောက်ပြီးလို့ရှိရင်အိမ်တွင်းမှုလုပ်ပြီးတော့နေရမယ်ဆိုတဲ့အစွဲတွေနောက်ပြီးတော့ကျွန်တော်ရဲ့ရင်းချင်းမှုမှာဟိုဒါတွေပြဋ္ဌာန်းထားတာရှိတဲ့အခါကျတော့ကျွန်တော်ကတော့ဟိုမျိုးသမီးတယောက်အနေနဲ့ခံစားရတာတော့ကျွန်တော်ခွဲခြားမှုတွေရှိနေတယ်ဆိုတော့ကျွန်တော်ခံစားရတယ်တော့ကိုယ်စားလှယ်တွေအနေနဲ့ရောနောက်ပြီးတော့ဒီအင်အားကြီးအော်သာကြီးတဲ့ပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးကောင်းဆောင်တွေအနေနဲ့ရောဘာတခုခုလုပ်နိုင်မယ်တဲ့အရင်ဆုံး ကျွန်တော်လှုပ်တက်နာတော့အခုလက်ရှိအခြေအနေမှာဆိုလို့ရှင်ဒီကျွန်တော် NGO လေးတွေနောက်ပြီးတော့အမျိုးသမီးအဖွဲ့အစည်းလေးရာနေပြီးတော့အမျိုးသမီးအခွင့်အရေးဆိုပြီးတော့အခုဆိုကြက်ကြက်လန်းလန်းကြားနေရပြီ။နောက်အချက်ကကြတော့ကျွန်တော်လှုပ်တော်ထဲမှာဆိုလို့ရှင်လည်းဒီအမျိုးသမီးရေစုစည်းပြီးတော့အမျိုးသမီးအခွင့်အရေးရအောင်ဘယ်လိုလုပ်ကြမလဲ။နောက်ဆိုလို့ရှင်အဓိကတော့ကျွန်တော်တို့အခြေခံဥပဒေမှာလုံလောက်ပြီလို့ထင်တယ်။ မလုံလောက်ပါဘူးမလုံလောက်ဘူးဆိုတာကတော့ကျွန်တော်တို့ဘာကြောင့်လဲဆိုလို့ရှိရင်အခုမှစပြီးတော့ကျွန်တော်တို့စ조사မှာပါအခြားနိုင်ငံတွေမှာဆိုလို့ရှိရင်လုံခဲ့တဲ့နှစ်ပေါင်းများစွာတည်းက조사လာတဲ့အခါကျတော့တို့ဒီနေ့ဒီအချိန်မှာတော့လှုပ်တော်တွေမှာအမျိုးသမီးခွင့်ရေးတွေဘယ်လောက်ထိရနိုင်နေပြီလဲဆိုတာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကပြောင်းသွားလို့ရှိရင်အခုမှအာ2010ကြာပြတ်ရွေးကောက်ပွဲမှာကျွန်တော်ပါလီမန်ဆိုတာဖြစ်လာတယ်လွတ်လပ်လာတယ်အဲ့အချိန်မှာမှကျွန်တော်စတင်ပြီးလုံလာရတဲ့အခါကျတော့လုံးဝမလုံလောက်ပါမလုံလောက်သေးပါဘူးဟုတ်တယ်နားဆက်အောင်လူအခွင့်ရေး မျိုးသမီးခွင့်ရေးမျိုးသားခွင့်ရေးကလေးခွင့်ရေးအဲ့လိုအခွင့်အရေးပေါင်းစုံခွဲတဲ့လားလူခွင့်ရေးလို့ပဲတစ်လုံးနဲ့ပြောတဲ့ဂျီဘူအောင်ရင်ပြောရင်တော့ဟိုခွဲတဲ့နေဆိုရဲဥစားလက်ခံပါဒါပေမဲ့တခုရှိတယ်ဒီမကိုဦးနာပြောတဲ့စကားလုံးမှာကျွန်တော်စဉ်းစားကြတယ်အခုရှိတယ်အမျိုးသမီးကိုဘယ်လိုဖွင့်မလဲကိစ္စပြဿနာပါလာတယ်ဥပမာပြမျိုးသမီးဖြစ်တာမျိုးသမီးတိရှိတိရှိနေလို့ခန္ဓာကိုယ်တိရှိနေလို့မျိုးသမီးလို့ပြောပါလားဒါဟုတ်ပြီမျိုးသမီးမဆန်ခြင်းပေါ့မင်းယောက်ျားကနေပြီးမိန်းမဆန်ခြင်းစက်စိတ်ပေါ်ချီပြူတာဂေး ပြဿနာခေးမှာတော့ယောက်ျားနေပြီးတော့ယောက်ျားခန္ဓာကိုယ်နဲ့မိမတရှိလို့မှုနဲ့မိမခန္ဓာကိုယ်နဲ့ယောက်ျားတရှိမှုနဲ့ခေးမှာနှစ်ပိုင်းရှိမယ်လက်စပီယံမရှိမယ်လက်စပီယံမှာလည်းခန္ဓာကိုယ်ဖွဲ့စည်းပုံမှာပုံစံယူဆနေမျိုးအဲ့ဒါတွေအားလုံးကိုအမျိုးသမီးလို့ဖွင့်ဆိုရင်ကျွန်တော်တို့ဒီမှာပြဿနာရှိတာဘယ်အောင်ဖွင့်ဆိုမှာလဲဆိုကိစ္စကိုလူခင်ကျွန်တော်တို့စဉ်းစားသိနေလို့လူခင်ကြီးညာစာသားမှာကကြားမှကိုရအောင်လို့လုံးဝမရှိပြင်မဲ့ဟုတ်ကဲ့မြန်မာနိုင်ငံမှာမျိုးသီးခွင့်ရေးကတော်တော်ကင်းမဲ့ခဲ့တဲ့အနေအထားမှုလို့မျိုးသီးတွေအတွက်ဦးစားပေးပြီးတော့မျိုးသီးခွင့်ရေးကိုမိမောင်းထုတ်ပြပြတဲ့အခုချိန်ကြီး အမျိုးသမီးခွင့်ရေးကိုမြေမောင်းထုတ်ပြတဲ့အခါဘယ်သမားပြောမှရှိလဲဆိုတော့ဟုတ်ပြီအခုကကျွန်တော်တို့စဉ်းစားတာရှိကြပါအမျိုးသမီးတွေနှိမ့်ကြတယ်ဆိုတော့ကျွန်တော်ဘယ်ဆန်တဲ့အတိုင်းပဲပြတာပေါ်လာအလို့တော့ဖြစ်ဒီမှုဆန်တဲ့အတိုင်းရင်သိကြတယ်အဲ့ဒါဆိုယူဆမှားတယ်ကျွန်တော်မြင်တာဟုတ်ပြီအမျိုးသမီးကအမျိုးသမီးဖိနှိပ်ခံတယ်လို့မြင်တဲ့ခံစားမှုကဘဝတစ်ခုနောက်တစ်ခုကအမျိုးတော်ကိုတုတ်ပြီးစူးစမ်းရတဲ့ဒုတိယယောက်ျားလိုရှာမှုပေါ်လာတယ်အမျိုးသမီးတွေဒုတိယလိုရှာမှုဒီဘာကိုပြောတာလဲဆိုရင်မိမိကိုယ်နဲ့အချုံပြပြန်လဲရောက်ဖို့တော်တော်များများတယ်ကျွန်တော်မြင်တယ်အမျိုးသမီးရဲ့ဖြစ်ဒီမှုကဘာလို့ဖြစ်ကြည့်တာလဲသူတို့ကလည်းတီးစား စဉ်းစားတင်တယ်တိကျအနှစ်သာရနဲ့ဖွဲ့စည်းပြီးတော့ကြိုးစားมาဖြစ်တဲ့အတွက်ဟိုနှိုင်းရှင်တဲ့အခါမှာဘယ်စံနဲ့နှိုင်းရှင်မလဲဆိုတဲ့ပြဿနာရယ်ဘယ်ဘိုင်းကမျိုးသမီးခွင့်ရေးလို့ပြောမယ်ဟာရယ်အဲ့တော့တော့ကျွန်တော်တိကျစဉ်းစားတင်အဲ့လိုကြီးလိုက်လို့ရှိရင် engineering တို့ executive တို့အဲ့လိုဟာမျိုးဆိုလို့ရှိရင်ဒါကြားလေးတွေကိုပဲခေါ်ရမှာပါတယ်။အခုကအများကြီးဥမလင်းနေဖြစ်နေပါတယ်။ဘယ်လိုမှခံစားပါဘူး။မြေသမီးတွေဘက်ကစူးစမ်းဖို့ပဲလုပ်ပါတယ်။ ကောင်းဆောင်ဆိုတဲ့ဥစ္စာကအမျိုးသားဖြစ်ခြင်းအမျိုးသမီးဖြစ်ခြင်းနဲ့ဘာမှမဆိုင်ဘူးဒါကတော့ဟိုလူတယောက်ချင်းရဲ့ဟိုကျိုးစားအထောက်အကူတွေဆိုင်နေတယ်နော်သူရဲ့ personality နော်သူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ပဲဆိုင်နေအမျိုးသမီးဖြစ်ခြင်းအမျိုးသားဖြစ်ခြင်းနဲ့မဆိုင်ဘူးတိုးတော်လည်းပဲအမျိုးသမီးနဲ့အမျိုးသားလို့ရှင်လိုက်တဲ့အခါကျရင်အမျိုးသမီးတွေကပိုပြီးအခွင့်အာဏာနေတယ်သူတို့ကိုလက်ခံနိုင်ကြတဲ့အနေအထားကအမျိုးသားနဲ့ဆက်လိုက်နေတယ် ဒီဘက်ကကိုအမျိုးသမီးတွေကိုရိုင်းရအောင်ဒီဘက်ကကိုရီကိုရီဒီ area မှာပေါ့နော်နိုင်ငံပိုင်းမှာစိတ်အားထက်သန်မှုပါဝင်လို့မှုတွေကိုပြအောင်အဲ့တော့အမျိုးသမီးတွေပါပါဝင်လာဖို့မှာအမျိုးသမီးတွေကိုရိုင်းရလဲဥဆောင်မှုခံကဏ္ဍကိုယူနိုင်ဖို့အတွက်မှာ ready ဖြစ်ရမယ်ပေါ့ခုန capacity တွေကခုန်ဤတူဆိုပဲဒီဘက်ကလည်းတကယ်ကိုပေးခြင်းနဲ့တကယ်ကိုလမ်းဖွင့်နိုင်တဲ့ဟာတပြိုင်နက်တည်းဖြစ်လာရင်တော့အကောင်းဆုံးပါပဲအရင်တုန်းကတော့မန်ကောင်းမှန်ပါလိမ့်မယ်သို့တော်လည်းအခုတကယ်တိုင်းပြည်က democratic society ကိုသွားကြတဲ့အခါမှာ တိုင်းပြည်ရဲ့ transition နော်တွင်ကူပြောင်းမှုကိုတွားကြတဲ့အခါမှာဒီအယူဆကခင်းနောက်ပြန်ဆွဲတဲ့အယူဆလို့ပြောလို့ရပါတယ်